ဒီနောက်ပြည်သူလူထုနဲ့အတူသွားရမယ်ပြည်သူလူထုနဲ့ဟောအဲ့တော့တေးပြည်သူလူထုနဲ့အတူတည်ခိုင်းမယ်ခင်ဗျားတို့ကလေယာဉ်ထိုင်ဖို့ပြည်သူခင်ဗျားတို့ကယူကြမှာအဲပြည်သူလူထုမှထိုင်ဖို့တက်မယူခင်ဗျားပါတီတွေကပဲတက်ယူကြတာအဲ့တော့ပြည်သူလူထုနဲ့ရှယ်ဘာမှမဥဆောင်ပဲပြည်သူလူထုကိုဥဆောင်တဲ့ရိုးကနေနေရမှာအခုကဘာလဲပြည်သူလူထုနဲ့အတူသွားမယ်ကျွန်တော်ပြည်သူလူထုနဲ့အတူပဲဟောခံစားရည်ဆိုတော့အဲ့ဆိုခင်ဗျားစိတ်ခံခုံမှာထိုင်တဲ့အချိန်မှာပြည်သူလူထုရောတူထိုင်ခိုင်းပါလားအဲမဖြစ်နိုင်ဘူးနော်ဒါတပည့်တော်တို့လည်းဒုက္ခအများကြီးကိုကြီးပေးပါဗျာတဲ့ အမီပေါက်စားတဲ့အဖေနာမီမှာဥထက်နောင်နဲ့ပြည်ဥလွင်ရက်ွက်ကြေးဝါတစ်ခုခုအတွက်စစ်မှုထမ်းလူမရ၍မန္တလေးမှာ45တိန်းနဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ဗျာတဲ့တပည့်တော်တို့ဘလို့45တိန်းပဲသေးတာနော်တိုင်တာလူတစ်ယောက်ကို45တိန်းဒီကဒီဟာကစစ်တပ်ကိုတစ်ခါနဲ့ပုံမယ်ဆိုလို့ရှိရင်တော့အဲ့မှာ အာတင်းလေးတစ်ခါနဲ့တင်းနေဒီလူတယောက်က45သိန်းတဲ့နော်ဆိုတော့ဒီဟာကအာဒီဟာတော့မှသူတို့နဲ့တင်းနေတဲ့လူတွေငါပေါ့မြူစိုတီကောင်းဆောင်နဲ့တင်းနေတဲ့လူတွေကိုပဲလိုက်ပေးတာတခြားလူတွေအလူငယ်တွေလည်းအများပြတ်ပါ အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရောဒီမှာဒီနေ့2025ငလာပန်း19ရက်နေ့ညနေပိုင်းအစီအစဉ်ဖြစ်ပါတယ်ဒီနေ့ညနေပိုင်းမှာပထမဆုံးပြောချင်တဲ့သတင်းကတော့ဟုတ်တဲ့နေ့ကအိန္ဒိယအာတန်ရန်ဖေတက်ရဲ့မေလ15ရက်နေ့ထွက်ပြန်ချက်အရမေလ16ရက်နေ့မနစ်တွန်းတဲ့မနီပူပီဂျန်ဒီခရံအပီပီဆန်ယာနင်နမင့် အနင်းတဝက်တွန်းနဲ့အိန္ဒိယအတန်တန်ဖေတက်မြတ်ကလင်းနေမြလောရှားမှုလောရှားမှုသတင်းရရှိလို့အိန္ဒိယမြန်မာနေဆက်အနေမှာတဲ့စည်ရဲဆောင်ရွက်နေစဉ်လင်းနေကံများပြစ်ခတ်ခဲ့လို့ပြန်လေပြစ်ခတ်ခဲ့ရမှာဆေးဦးတည်ဆုံးခဲ့ပြီးတော့လင်းနေခရံအများပြားသိသိရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ဒီဖော်ပြဖော်ပြချက်ဟာဒီဟိုတယ်ကကျွန်တော်သတင်းကြားရတယ်လို့ဆိုလို့ရှိရင်တော့ အိန္ဒိယဖက်ကထုတ်ပြန်ချက်နဲ့ဆိုလို့ရှိရင်တော့အာတိုလိုင်းတစ်ဖက်ကလည်းမဟုတ်ဘူးအာစစ်တပ်ဖက်ကလည်းမဟုတ်ဘူးအိန္ဒိယနေဆက်မှာအကြမ်းဖက်တုံးကျန်သူတွေလော်ရှားနေတဲ့သူတွေရှိတယ်ဆိုတာကိုသူတို့ဖက်ကထုတ်ပြန်တာတွေ့ရပါတယ်ဒီထဲမှာဆိုတော့ဒီဟာကအဲ့ဒီလူတွေမဟုတ်ပေနဲ့တမ်မူးမြော့နေမှာရှိတဲ့အိန္ဒိယအာတန်ရန်ဖေးတက်ကပြစ်ခတ်လို့ပကဖရေးဖို့အချို့ကြားဆောင်တယ်လို့အာမတူပီ revolution news ကဖော်ပြတာတွေ့ရပါတယ်ဒါကစကန်တက်တမှုမြော့နေမှာတဲ့ပကဖတက်ဖွဲ့များကိုအိန္ဒိယအာတန်ရန်ဖေး တက်မြားကပြစ်ခတ်လို့ပကဖတ်ရေးဖို့ဇေဥခန့်ကြားဆောင်သွားတယ်လို့သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ဒီဟာကမြန်မာနေဆက်ပေါ့နော်။အိန္ဒိယမြန်မာနေဆက်အနည်းတနေရာတွင်စကန်းချထားတဲ့တမှုခရံပကဖတ်ရေးဖို့များကို မေလ14ရက်နေ့ကအာကျန်ဒီခရံပေါ့နော်။ကျန်ဒီခရံအနည်းမှာစရေးဆောင်ရွက်နေတဲ့အာတန်တန်ဖေးတက်မြားကပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ဒါကဘာကြောင့်ပြစ်ခတ်လို့တက်ပွေဖြစ်သွားတာလဲဆိုတာကိုဖြစ်ပေါ်တာလဲမသိဘူးတဲ့။သူဆိုတော့ဒီထဲမှာပကဖတ်ရေးဖို့အကြောင်းဆောင်ရှိတယ်။လင်းနဲ့ခုနှစ်လက်ပါသွားတယ်။ ဘာတော့ဗ ారి ပကဖစကန်းကနေမြန်မာဖဲချမ်းမှာဘီလူစဖြစ်တာလဲဆိုတာတော့မသိရသေးဘူးဆိုပြီးတော့သတင်းအကြီးမင်းကလည်းပြောဆိုပါတယ်ဂျလန်ဂျလန်ဖေအဂျလန်သတင်းဌာနကလည်းဖော်ပြတာတွေ့ရပါတယ်ဆိုတော့ဒီဟာကဒီကိစ္စနဲ့ပတ်သက်ပြီးတော့တမူးမြော့နေလွှဲတော်ကိုစလီ ဖြစ်တဲ့တမူးခရံပကဖတာဝန်ခံလေးဖြစ်တဲ့ဦးမြင့်နိုင်ဦးကိုစစ်သွေးမေးမြန်းကြည့်ရမှာတဲ့အမျိုးသားငွေအစိုးရ NUG ကို စာတင်ထားတယ်သူတို့ဆက်လို့မေးလို့အာသိရပါတယ်အော်ချေမှာလေအော်ချေမှာလေလော့ရှီယာရှိတာတွေကိုလွတ်နေပါတယ်ဗျလို့ဆိုပြီးတော့အအသေးစက်ကိုအအသေးစက်ကိုတော့ပြောဆိုခြင်းမရှိပါဘူးဆိုပြီးတော့ဖော်ပြတာတွေ့ရပါတယ်ဒါကတော့တကယ်ဖြစ်တယ်ဆိုတာကတော့ဟုတ်တယ်ဒါက အိန္ဒိယဘက်ကထုတ်ပြန်လာတာကတော့တော်လိုင်းတစ်ဖက်ကို ပြစ်ခတ်တာမဟုတ်ဘူးစစ်ကောင်စီလက်အောက်ခံကပြစ်ခတ်တာမဟုတ်ဘူးဒါပေမဲ့လည်းဒီထက်မှအနည်းနဲ့အိန္ဒိယနေစအနည်းတစ်ဝက်မှာလက်နက်ကဒွန်ဂျန်တို့လော့ရှန်တွေတူတဲ့အမေတို့တကူအာသူတို့ဖော်ပြတာတွေ့ရပါတယ်ဒါကတော့အမှမကြည့်သေးချာလဲမမှတ်မိတော့ဘူးအဲ့ဒီတက်ကိုလော့ရှက်နေတော့သူရှိတယ်အဲ့ဒီလူတွေကိုကျွန်တော်တို့ကနင်းနေတဲ့ဆိုပြီးတော့ဖိုးပြတာတွေ့ရပါတယ်ဒီတေဆုံးပက္ကဖရေးပေါ်တွေရှိဦးကြည်တေဆုံးတွေအာအလောင်းတွေကိုတော့စက်ကောင်စီလက်ထဲကိုပြန်ပြီးတော့အပ်ပေးပါတယ်တဲ့ဆိုတော့ဒီကအာအိန္ဒိယဖက်ကထုတ်ပြန်တာကတော့ အဲ့ဒီအလောင်းတွေကိုမြန်မာမြန်မာဖက်ကဗောနော်မြန်မာဖက်ကဖြစ်တဲ့အတွက်ကြောင့်စက်ကောင်စီလက်ထဲကိုအပိတ်လိုက်ပါတယ်ဆိုပြီးတော့ပြောဆိုတာလွှဲပေးလိုက်ပါတယ်ဆိုပြီးတော့ပြောဆိုတာရှိပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့စက်ကောင်စီကလည်းထုတ်ပြန်တာမရှိဘူးအာကျွန်တော်တော်လိုင်းတစ်ဖွဲ့ကလည်းအသေးစိတ်တော့ထုတ်ပြန်တာမရှိသေးဘူးဒီဟာကအာအိန္ဒိယလင်းတဲ့အာအဲ့ဒီအိန္ဒိယရဲ့အာအာတန်ရန်ဖေတက်ရဲ့ ထောက်ပြန်ချက်နဲ့ကူကားပြီးတော့ဒီဟာကိုကျွန်တော်တို့ပြင်ပြီးတော့တီးရတဲ့သတင်းရင်းမြစ်လို့စီကံတီးရတဲ့သတင်းတွေကိုပြင်ပြီးတော့ပြောပြတာဖြစ်ပါတယ်။ဒါကတော့အခုတလုံးမှာဆိုလို့ရှိရင်တော့အာအိန္ဒိယနေဆက်မှာရောတခြားနေရာမှာအိန္ဒိယနေဆက်မှာဆိုလို့ရှိရင်တော့တော်လန်ရေးရေးပို့တွေကအာကျွန်တော်တော်လန်ပြည်သူတွေဖက်ကနဲ့အိန္ဒိယနဲ့မြန်မာထင်းအာမြန်မာနေနေဆက်မှာ ချန်စီယိုကာဖော့တွေရောခံကွက်မှုတွေရှိတဲ့ခြားမျိုးမျိုးရှိတယ်ပေါ့နော်။ဒီဟာကဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့စုံစမ်းရမှာဖြစ်ပါတယ်။ဒါကစစ်ကောင်စီနဲ့ပေါင်းပြီးတော့ဒီတိုလိုင်းရေးတပတ်တွေကိုအတိုလိုင်းရေးဘူတွေကိုအာနင်းနှင်းခန့်တာလားဒါမဟုတ်ရင်သူတို့ဟာနဲ့သူတို့အဲ့ဒီသူတို့ထုတ်ပြန်ထားတယ်လို့နင်းကြ သူတို့အနင်းတဝက်မှာရှိနေတဲ့တောင်းကျန်းသူတွေရှိနေတဲ့ဟာကိုပြင်ပြီးတော့နင်းနေတာလားဆိုတာကိုတော့ကျွန်တော်တို့ဘက်ကလုံးဝကအတီးပြုတ်လို့မရသေးပါဘူး။အာသူတို့တွေကပါမာယွန်ပြီးတော့ပြစ်ခတ်နေတာလားဆိုတာကိုတော့အသေးစိတ်တော့စုံစမ်းလို့မရသေးပါဘူး။ဒီဟာကတော့ဒေါ်လိုင်းရေးဖို့တွေဈေးအိုကျဆောင်တွေဆိုတာကတော့သတင်းတွေရရှိပါတယ်။ဒါကတော့ဒေါ်လေးကိုစစ်မကောင်းဖြစ်ရဖြစ်ပါတယ်။တခြားနိုင်ငံကကျွန်တော်ဒေါ်လိုင်းတဖို့တွေကိုပြင်ပြီးတော့ပြစ်ခတ်နေပါတယ်ဆိုတာကိုတော့အာအမတန်မှစစ် စစ်စင်ရေးဆရာလို့ပေါ့နော်ဒါဒီကဝန်နေဆရာလေးဖြစ်တယ်စစ်စင်ရေးဆရာဖြစ်တယ်ဘာလို့လဲဆိုလို့ရှိရင်တခြားနိုင်ငံကပြင်ပြီးတော့အာကျွန်တော်နိုင်ငံကဖြစ်ပွက်ဖြစ်ပျက်နေတဲ့ဟာကိုပြင်ပြီးတော့လာပြီးတော့အာရှင်းနေနေရတယ်ဆိုတဲ့မျိုးဟိုဆိုတာမျိုးကကျွန်တော်တော်လိုင်းတဖွဲ့တွေကအိန္ဒိယဖက်ကိုဝန်ပြီးတော့အဲ့လိုမျိုးအာကောင်းချမ်းမှုတွေလောက်ဆောင်နေတယ်ဆိုရင်တော့ဒီကဟုတ်နေသေးတယ်ဒါပေမဲ့လည်းဒီကမြန်မာပြည်မှာဖြစ်နေတဲ့အာလက်နက်ကန်တွေကိုပြင်ပြီးတော့ပြစ်ခတ်နေတယ်ဆိုတာကတော့တော်တော်လေးကိုစစ်မကောင်းစရာဖြစ်ရပါတယ် ဒီချက်မှာစစ်အာအဲ့ဒီအိန္ဒိယဖက်ကပြစ်ခတ်လို့ဒွန်လိုင်းရဲ့ရေးပို့တွေကလည်းပြစ်ခတ်မှုတွေရှိနေလို့သိရပါတယ်ဒါကသတင်းရဲ့ကျွန်တော်အသိသတင်းအတိအကျတော့မဟုတ်ဘူးဒါမှမဟုတ်ဒီထက်မှာစစ်အာအိန္ဒိယဖက်ကစစ်တပ်အာတူလာနူလာကြက်ဆောင်တွေလို့သိရပါတယ်ဒါကတော့အာဒရင်းတစ်ခုအနေနဲ့အာသိရှိရတဲ့ဒရင်းတွေကိုတန်တန်တလို့ပြင်ပြီးတော့မျက်ဝေပြတာဖြစ်ပါတယ်နောက်တစ်ခုကတော့ စစ်မကောင်းစရာတရင်တခုဒါကတော့စကန်တန်းပလေးမြော့နေတဲ့နှွေအင်းရွာကိုတက်ပွေဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်ဖြန့်ဘောင်းကျဲခဲ့ရမှာကလေးငယ်များအပါဝံပြီးသူလေးဦးတည်ဆောင်းခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်ဒီထက်မှာလေရင်နဲ့ဘောင်းကျဲချတာကလောင်းတောင်းလုံးကျဲချတော့ကျဲချသွားတာရွာအရှိပန်းဘောင်းတလုံးရွာဘောင်းတလုံးရွာအလေပန်းမှာဘောင်းတလုံးအနောက်ပန်းမှာဘောင်းတလုံးစုစုပေါင်းတောင်းလုံးနေရာမှာဘောင်းကျဲချသွားတာ ဆိုတော့အဲ့ဒီအဲ့ဒီလိုကြကြေးကြလို့ကလေးငယ်တူအပါဝမ်ပီတူလေးအတော့ဦးပေါ့နော်ဒန်ယာအာနေရမှာပဲအာတေဆုံးခေရတယ်လို့သိရှိရပါတယ်အာနောက်ပြီးတော့ဒန်ရတဲ့ငါဦးထက်ငါဦးထက်ကတူဖြစ်တယ်အာမသိမြတ်သူက စေကုတရင်နဲ့တေဆုံးသွားတယ်နောက်ကြံတဲ့လေးဦးကလည်းဒံယာပြင်းထန်ပြီးတော့အဆိုးရင်ရတဲ့အချိန်ကြီးရှိနေတယ်ဟုဒေသ ပြည်သူတို့ကပြောဆိုရှင်းပြပါတယ်ဒါကတော့တော်တော်လေးကိုစစ်မကောင်းစရာဖြစ်ပါတယ်စစ်ကောင်စီကအခုချိန်မှာကျွန်တော်ပြည်သူတွေသတိထားရမှာဖြစ်ပါတယ်စစ်ကောင်စီကတော့သူတို့ရှောင်းဝင်းမေးလာပြီဆိုလို့ရှိရင်လေကြောင်းတက်ခတ်မှုတွေစစ်တပ်ကိုလုံဆောင်နေပဲကျွန်တော်တို့ဖက်ကကူပြီးတော့သတိထားရတော့မယ်စစ်ကောင်စီကတော်လေးကိုရှောင်းနေနေပြီအာဒီလိုမျိုးဆောင်းရှောင်းနေလာတဲ့ရှောင်းဝင်းမေးတွေသူကတော့စစ်ရှောင်းကောင်စီကဆက်ပြီးတော့လေကြောင်းကသူတို့အားတာတဲ့လေကြောင်းကနေပဲဆက်ပြီးတော့လုံဆောင်မှာဖြစ်ပါတယ် ဆိုတော့အဲ့ဒီလိုမျိုးကျွန်တော်တို့တော်လိုင်းတက်ဖို့တွေကိုအာဗီသူတွေကိုနော်ဗီသူတွေကိုအမေရန်တက်ဖြတ်အာတက်ခတ်နေတဲ့တောင်ကိုလေးတက်ကိုမနေ့ကကျွန်တော်ဒီမနေ့ခင်မှာကျွန်တော်တင်ဆက်ပေးခဲ့တောင်ကိုလေးတက်ကိုရှော့တက်တော့များပြန်ပြစ်ခတ်မှုလူပူမှုကြီးနှူးအပါဝန်းစစ်တက်ဖက်မှာစေဦးတေဆုံးပြီးတော့တက်လေရင်နစီဝေအဲ့လေရင်တစီနဲ့ကိုတော်များထိမှန်ပျက်စီးဟုဆိုပါတယ်ဆိုပြီးတော့ အာတော်လိုင်းတဖို့တွေကလည်းသိရှိရပါဒါက BWN အဖွဲ့မှာတာဝန်ရှိသူတို့စီကလည်းသိရှိရတာဖြစ်ပါတယ်။ဒါရကအကြီးကြီးတွေကိုလည်းထိခက်ပါနော်။ဒါရကဒိုလေးကိုအကောင်းတဲ့တရင်ကျွန်တော်ပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတဲ့လေတက်ကိုကျွန်တော်တော်လိုင်းတဖို့တွေကအမေရန်ဒုက္ခပေးနေတယ်ဆိုလို့ရှိရင်တော့ဒီဟာပို့ပြီးတော့ကောင်းတဲ့တရင်တစ်ခုဖြစ်ပါတယ်။ဒါကအိုထင်းကွမ်းယွာစာတိကျောင်းကကလေးကလေးတို့အတွက်ဂျေကွဲခေရတလို့အခုသူတို့အတွက်ဖြစ်ဖြစ်ရော့ရော့ပေါ့နော်။အာလက်တော့ပြန်နိုင်လို့ ျွန်တော်တို့ရေးဖို့တွေအနေနဲ့အာကျေနိုင်ပါတယ်ဟုအာ BWM ဘောနော် BWM အဖက်မှာတာဝန်ရှိသူတို့ကပြောဆိုပါဒီထက်မှာစစ်ကောင်စီတစ်ဖက်မှာအာစစ်လေရေအလတ်တူစစ်လေစစ်တေဘောနော်အာစစ်နှစ်ဦးစစ်နှစ်ဦးတွင်ရရှိထားပြီးတော့အဲ့ဒီတိုင်းရရှိသူများကိုစစ်အာစစ်စေးရုံတို့ပို့ဆောင်ထားကြောင်းသိရှိရပါဒါကတော့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့လေရင်နှစ်စီးနဲ့ဝေအက်လေရင်တစ်စီးတို့ထိခတ်ပျက်စီးခဲ့ပြီလေလို့ သိရှိရတဲ့သတင်းကိုတော်လေးကိုကောင်းတဲ့သတင်းဖြစ်ပါတယ်။ရာကလူကျွန်တော်တို့တိုလိုင်းတဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိုလိုင်းတဖွဲ့နေမီထင်းချွတဲ့နေရာမှာရှိနေတဲ့ပြည်သူတွေကိုအမျိုးမျိုးနှင်းဆက်တက်ဖြတ်နေတဲ့စစ်ကောင်စီတပ်ကိုအခုလိုမျိုးအာနေနေတက်အာတက်ခတ်နေတာကတော့ဒေဇွန်ထီကိုတက်ခတ်နေတာကတော့အရန်ကိုကောင်းတဲ့သတင်းတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကအကျန်းဖက်စစ်ကောင်စီ၏ဝန်ကိုရလန်းနေမီနေဆက်ကောင်းတွေရေးအသက်သွေးကျော်ဖမ်းမြန်မာ နေဆက်တက်ချောက်မှာရှိတဲ့ စစ်စခန်းများကို KNU ကသိမ်းပန်နေမှုမှာမြို့ကြီးများသိမ်းပန်မှုထဲပုံမှုအရေးပါတဲ့အခြေအနေရောရှိနေပြီဖြစ်ကြောင်း KNU ဘဟုအလို့မှုဆောင်လေးဖြစ်တဲ့ပြောရေးဆိုခွင့်ရှိသူရှိသူလေးဖြစ်တဲ့ဘရူဆိုတိုနှင်းကပြောဆိုပါဒီထက်မှာဒီစခန်းသိမ်းပန်မှုမှာဆိုလို့ရှိရင် views ဗျူဟာစခန်းမြတ်အပါဝံမနော်စခန်း90နိပါကိုတက်ခတ်သိမ့်ပတ်နိုင်ထားပါတယ်။ဒီဟာကကျွန်တော်တို့ online တက်ဖို့တွေကထမ်းမြေမှာနေဆက်မှာရှိတဲ့အဓိကဖြစ်တဲ့အာ စစ်ကောင်စီစခန်းတွေကို90နိဘတ်ကိုတင်ပိုက်ထားခဲ့ပါတယ်ဒီထဲမှာတင်ပိုက်တာကအဓိကကဒါကတကယ်ကို ကောင်တွေရေးစခန်းကြီးမြက်ဝတီမေးဆုတ်ကောင်တွေရေးစခန်းကြီးနောက်ပြီးတော့နောက်ပြီးတော့အာ ठी ခင်းနေနေဆက်ကောင်တွေရေးစခန်းကြီးတွေလားတကယ်ကိုအရေးပါတဲ့နေရာတွေဖြစ်တယ်အာမြော့ကြီးတိမ်မြော့အာဆာလုတ်သိန်းနံတဲ့အနေအထားနဲ့တူတယ်ဘာလို့လဲဆိုတော့အာရှစ်တလန်2ဖို့အတွက်တကယ်ကိုအရေးပါတဲ့ အဲ့ဒီနေရာအဲ့ဒီနေရာတစ်ခုကိုရရရှိသွားပြီးတော့ ရရှိသွားပြီလို့ကျွန်တော်တို့အာပြောလို့ရတာပေါ့ဆိုပြီးတော့ဘရူဆိုတိုနင်းကရှင်းပြပါလိုက်ဒါကတော့ကျွန်တော်တို့လိုင်းတက်ဖို့တွေကထမ်းမြေမှာနေဆက်မှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့စကန်းတွေကိုအာများစွာကိုသိမ်းပတ်နန်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီဟာကဘရူဆိုတိုနင်းပြောဆိုနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်ဒါကတော့အရန်ကိုကောင်းတဲ့တရင်တစ်ခုဖြစ်ပါလိမ့်နောက်တစ်ခုကအကြမ်းဖက်စစ်ကောင်စီကပြုတ်လို့ရန်ရှိနေတဲ့ရွေးကောက်ပွဲမတန်မင်းတဲ့ဆောင်းရှောင်းထားသောမြို့များပြန်လေသိမ်းပတ်ရေးနေမေစုမှုရေးခုစစ်စင် သူစဉ်ရဲ့နယ်လေကြောင်းတက်ခတ်မှုများအတွက် နေပြည်တော်စစ်ရောင်းတွင်မင်းအောင်လန်ကစစ်ရေးဆန်ရာအစည်းအဝေးများစစ်တပ်ကို ခေါ်ယူခဲ့ကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဒါကလွန်ခဲ့တဲ့အာတပတ်အတွက်မှာစစ်ရေးဆန်ရာအစည်းအဝေးတွေကြီးပဲစစ်တပ်ကိုလုံနေတယ်စစ်စင်ရေးစီမံချက်တွေဆွေးတဲ့ဆွေးတယ်လို့လည်းသိရတယ်စစ်ရေးထော့ပုတ် K KN လက်နဲ့စစ်ရေးဘောနော်အာ လက်နက်ကြီးရဲ့ပေါင်းဆောင်ပေါ်ပေါင်းဆောင်ကိုဆွေးနွေးမှုရှိတယ်။သူတို့စစ်ဆစ်စင်ရဲ့ဦးဆောင်သူတို့လည်းအပြောင်းအလဲရှိနိုင်တယ်ကိုနေပြီးတော့စစ်ဖက်တိုင်းရင်းမြစ်ကပြောဆိုတာဖြစ်ပါလေ။ဒါကတော့မေလ15ရက်နေ့မှာမေလ16ရက်နေ့အထိကိုပြုတ်လုခဲ့သောစစ်တမ်းမှုများအစည်းအဝေးတွင်လည်းနေမေစုမှုရဲ့ကိစ္စများကိုပြင်အဓိကဆွေးနွေးခဲ့ကြောင်းသိရှိရပါဒါကတော့စစ်ကောင်စီကခုတလုံးမှာရွေးကောက်ပွဲကိုလော့ဆောင်မယ်ဆိုတာကိုကျွန်တော်ကြားသိရပါဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့တွေကအတော်လေးကိုနေမီစုမမှုတွေကိုရယူဖို့အတွက်စူးစားနေကြပါတယ်။ဒီဟာကသူတို့တွေကလေကြောင်းတက်ခတ်မှုလေပို့ပြီးတော့လောက်လာနိုင်တဲ့ပြည်သူတွေအနေနဲ့ပို့ပြီးတော့သတိထားရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်။ဒါကတကယ်ကိုအရေးပါတဲ့ပြည်သူတွေအာသတိထားရမယ့်အခြေအနေမျိုးကိုပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့မြန်မာနိုင်ငံတဝက်မှာတဲ့စစ်မှုထမ်းအပါစင်စေအာ အပတ်စဉ်တစေတင်တန်းစဉ်တက်သားသည့်800ကျော်ကိုစစ်ကောင်စီကရခိုင်ပြည်စစ်တမ်းစစ်မြေပြင်သို့ပို့ဆောင်လိုက်ကြောင်းစစ်မှုထံတက်သားသည့်တချို့ဤမင်းမင်းမမင်းမဆွေမျိုးများကပြောဆိုပါတယ်ဒါကတော့မေလ9ရက်နေ့ကပေါ့နော်တင်တန်းစဉ်ခဲ့သောစစ်မှုထံအပတ်စဉ်တစေမှတက်သားသည့်အာ800ကျော်ပေါ့နော်အာတင်ပေါ်များလေးရင် စကားများပြန်ရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူအန်းနယ်ဆစ်ဆက်နေသောမကွေးတန်းဘုံတော့ငဖေးမြော့နယ်ပဒန်းတက်မြအဲ့နေမြဖက်သောပို့ဆောင်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ဒီထက်မှာသူတို့တွေက စမုထအပတ်စဉ်တစေကမေလ9ရက်နေ့ကတင်တန်းဆင်းပြီးတော့မေလ9ရက်နေ့ကစပြီးတော့တက်သားတိလွေစုစုပေါင်း800ကျော်ကိုရခိုင်နဲ့ဆက်ဆက်နေတဲ့စစ်တမ်းတွေစီကိုအိုးတေလို့တီးကြကြရပါတယ်တော်တော်လေးတော်တော်များများကိုစစ်တွေနဲ့ကြော့ဖြူဖက်ကို အပုတ်ခံရပါတယ်ဒေါငူအမတ်6တင်တန်းမြအတမ်းမြပေါ့နော်လေကျင်ရေးတင်တန်းကျောင်းကနဲ့အတော်များများကရခိုင်စစ်တမ်းကိုအပုတ်ခံရတယ်ငဖေးတက်တက်နေကိုလည်းပုတ်တာစမုထအပတ်စဉ်တစေတက်သားတိ တောင်းရကြောအဲတောင်းရကြောလို့ပါသွားတယ်လို့သိရပါတယ်ဒီထက်မှာပြန်သိရတာတို့အားလုံးကအားလုံးအားလုံးငင်ကဆွန်ဆက်အတိပေးလာတာဟုတ်တောင်းကိုအမှတ်6ကလက်ကျင်ရေတင်တန်းကြောင်းမှာအပတ်စဉ်တစ်စီတင်တန်းစဉ်ကတ္တတိတူဤအကူဖြစ်သူကပြောဆိုရှင်းပြပါတယ်ဒါကတော့ပြောဆိုရှင်းပြပါတယ်ဒါကတော့စက်ကောင်စီကရခိုင်ပြည်နယ်ကိုပြန်ပြီးတော့တင်ပတ်ဖို့အတွက်ကြိုးစားနေပါတယ်အခုတလုံးပါဟိုတနေ့ကလည်းအခုအာ ကြောဖြူတော့နော်အဆက်သူတို့ဖက်မှာတက်ပွဲကိုပြင်းထန်နေပါတယ်ဆိုတာကိုခန်သူကပြောနေပါတယ်ဒီထဲမှာပြီးသူတွေအေးအစင်းနေတက်ပွဲဖြစ်ပေါ်ခြင်းမရှိတဲ့နေရာပြီးသူတွေကိုအာအစုလအပြုံးလတက်ပြတ်မှုတွေစစ်တပ်ကိုလေရင်ကနေဘောင်းကျင်းမှုတွေလော့ဆောင်နေဒီဟာကကျွန်တော်ပြည်သူတွေသတိထားရမှာစစ်ကောင်စီကရွေးကောက်ပွဲမတန်းအမအာ မကျင်းပတ်အမြင်မှာသူတို့တွေကနေမေစုမှုမှုတွေအများအပြားကိုရရှိရယူခြင်းနဲ့ဘာလို့လဲဆိုလို့ရှိရင်သူတို့တွေကအာစုနေမေစုမှုမှုတွေလုံးဝမရှိတော့ဘူးအဲ့ဒါအကြောင်းမလို့သူတို့တွေနေမေစုမှုမှုတွေပြန်ပြီးတော့ရမှာရွက်ကဘုတ်ကသူတို့လိုချင်တယ်လို့အာကျင်းပတ်လို့ရမှာနေမေမှုစုမှုမှုမရနိုင်ဘူးဆိုလို့ရှိရင်တော့သူတို့ရဲ့ ဟင်းချုံတွေနေမေကဂျင်းချင်းလေးပဲရှိလို့ရအဲ့ဒါကြောင့်မလို့သူတို့တွေကနေမေမှုစနေမေစမှုမှုရရရှိရဲ့အတွက်အတော်လေးကိုကြိုးစားနေကြပါဒီထက်မှပြည်သူတွေသတိထားရမှာဖြစ်ပါတယ်ဆိုတာကိုပြင်ပြီးတော့ပြောပြချင်တယ်ဖြစ်ပါတယ်သူတို့ဒီထက်မှစက်ကောင်စီကရှောင်းနေလာပြီရှောင်းနေနေတဲ့အလားတူပို့ပြီးတော့ရှောင်းမေမေးမှာအဲ့ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့အာ စစ်ကောင်စီလာပြီဆိုလို့ရှိရင်သတိထားရမယ်စစ်ကောင်စီလေကြောင်းကနဲ့အတန်တွေကြားရပြီဆိုလို့ရှိရင်တော့သတိထားရမယ်အာကျွန်တော်တို့ဒိုလင်းတဖို့တွေညိုကြတဲ့အတန်းကတို့ချင်းတွေလည်းတူတူထားတဲ့ရင်တူထားရမယ်ဘာလို့လဲဆိုလို့စစ်ကောင်စီကဘေးချင်းတိုက်မလဲဘေးချင်းကိုဖြစ်လာမလဲဆိုတာကိုတော့သူတို့တွေကပြောတာမဟုတ်ဘူးကျွန်တော်တို့ဖက်ကကြိုပြီးတော့သတိထားရမှာဖြစ်ပါတယ်ဆိုတာကိုပြင်ပြီးတော့အတိပေးတဲ့အနေနဲ့ပေါ့နော်ပြင်ပြီးတော့တက်ကတက်ကပြင်ပြီးတော့ပြောပြရဖြစ်ပါတယ်ဒီနေ့အာတရင်တင်ဆက်မှုကဒီလိုပဲဆိုတော့နောက်မှာကျွန်တော်ပြင်ပြီးတော့နားထောင်ကြည့်ရမယ်တရင်ကတော့ စစ်မှုထမ်းသက်သားသည့်တွေကိုအာစစ်တပ်လက်အောက်ခံအချိုရည်မှုတွေနဲ့အာရေတွေတခြားအာဘူဆိုထီတွေကဖမ်းဆီးမှုတွေစစ်တပ်ကိုလော့ဆောင်နေတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုဖက်ရက်ကူကစစ်တပ်လုပ်ပြီးတွေကလည်းအိုဟစ်နေပါတယ်ဆိုတော့သူတို့အမျိုးတွေထိပြီဆိုလို့ရှိရင်အိုတယ်မထိဘူးဆိုလို့ရှိရင်ဒီဟာကတော့အာဖမ်းရမှာခိုးရမှာဆိုပြီးတော့ပြောနေကြတယ်ဒီထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်တအူ15နှစ်လောက်ပဲရှိတဲ့ကလေးငယ်တအူလေးဘာသွားလို့လို့သိရအောင်ဒီဟာကတော့စစ်တပ်တွေနဲ့နင်းစရအာ မီဆိုတီကောင်းဆောင်တွေနဲ့နင်းစရဲသူတွေကိုဖမ်းဆီးတော့လို့ကျွန်တော်သိရပါဒါကအာမီဆိုတီကောင်းဆောင်ဖြစ်တဲ့ငပုတ်ပေါ့နော်ငပုတ်အာစစ်တလုံးပြီးငပုတ်ရဲ့ပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြင်ပြီးတော့နားထောင်ကြည့်အောင်ဘယ်လူတွေလှုပ်ဆောင်ထားလဲဘီသူတွေဖက်ကနဲ့အာသတင်းတင်ပြချက်ဆိုပြီးတော့ဖတ်ပေးတာရှိပါဒါကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါအရင်ဦးဆုံးကဲဆက်လိုက်အောင်နော်ကြော်စွာဆိုလားဘလို့ဆိုလားဒါမျိုးပြည်သူစစ်အမိခံပြီးမှဒီနော်လှုပ်ရှားနေတဲ့အရာတွေအများကြီးပေါ့မရှိစင်းရဲတာတွေကိုလိမ့်နေညာတာတွေအများကြီးပဲနော် ဒီဖုန်းနံပါတ်တွေတော့ဥစဉ်မပြောသေးပါဘူးတူပါဘယ်လိုလုပ်ပေးမလဲဆိုတော့ဥစဉ်ကြည်နေရေပေါ့နော်နောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအော်မီတာသမားအိမ်တိန်အိမ်လကငှားထားတယ်အဲ့ဒီအိမ်ငှားတာကဘိုလ်ချုပ်ကရောငှားထားတယ်အဲ့ဒီဘိုလ်ချုပ်ဆိုတာတက်မှမူကရောပေါ့နော်အဲ့တက်မှမူဘိုလ်ချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကျထားတဲ့ဒရင်ခိုင်ရုံနဲ့ဒရင်ရတယ်နော်ဒီစေဥပဒေကိုဖောက်ထားတဲ့ကြောင့်ဘိုလ်ချုပ်ကရောကလည်းငှားထားတဲ့ထွက်မပြေဘူးပေါ့နော်လာမှမပြေသေးရဘယ်ရထွက်ပြေမလဲ အဲ့တော့ဘဲကငါတော့တိန်း300နဲ့ငါတယ်တိန်း300နဲ့ငါတော့ဟုတ်လားတိန်း300နဲ့ငါရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ပြည်သူစစ်ပါညာမှာတနက်လဲပါတယ်လို့ပြောတယ်စုံစမ်းကြည့်တော့ပြည်သူစစ်ဖွဲ့ထဲမှာမရှိဘူးအဲ့ဒါပြီးတော့မုံဆိုးမတူလည်းဒီတိုင်းပဲအဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော်လိန်နေတဲ့ရွှေ့ရွှေ့လိန်နေညာလဲညာတာပေါ့နော်ကဲဆိုတော့ညာကအဲ့မှာစစ်ကောင်စီလက်အောက်က ဓမ္မမူအမျိုးသမီးအကရိုတော်မှဒီလိုမျိုးချင်းချော့ပြောဆိုနေတယ်ချင်းချော့ရှုတ်ခန့်နေတယ်ပေါ့နော်ဆိုဒီလိုမျိုးအခြေအနေဖြစ်ကိုစစ်တပ်တဲ့လက်အောက်ခံတွေတော်မှအချင်းချင်းလော့ဆောင်နေတယ်ဆိုတော့ဘီသူတွေကတော့ဘလော့ထီများလော့ဆောင်မလဲဆိုတော့စဉ်းစားတာကြီးတော့နော်ဒီကနာမည်ဦးစင်းတို့ဒါအများကြီးပါပဲတူတူလိန်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ ကြော်စေရလို့ခေါ်တယ်နော်ကြော်စေရဟုတ်ဟာကူညီတော်တော်နဲ့ငွေ30လိမ့်သွားတယ်တဦးကတော့300လိမ့်သွားရနော်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဦးစဉ်ပြောချင်တာကပြည်သူစစ်တည်းအနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များဟိုခြေတန်းဟိုထွက်ခိုင်းမှာဟိုကပြည်သူစစ်ခွဲခေါင်းပေါင်းနေခြေတန်းမထွက်ဘူးလားအများကြီးနော်အများကြီး တကယ်လုံးလို့ရှင်တော့တကယ်ဥစဉ်ကာပါပေးနိုင်တယ်ခြေတန်းလည်းမထွက်ဘူးခြေတန်းလည်းမတိုက်ဘူးဘယ်မှာလည်းမသွားဘူးမြေလူလူလူလည်းအကျိုးမပြူတိုက်မိတော့လည်းအကျိုးမပြူပဲနဲ့အခွင့်အရေးရခြင်းလို့ပြုလို့စိတ်လုပ်တယ်ဆိုတော့ဥစဉ်တော့ကာပါမပေးတဲ့အပြင်ဥစဉ်တော့တွန့်လွှတ်လိုက်မယ်ဆိုတော့ဘိန်းလို့ပေါ့သွားမြင်းနဲ့တန်တဲ့နေရာတော့ဆိုပြီးပဲဥစဉ်တော့လွှတ်လိုက်မှာပဲ ကဲဆိုတော့ဒါကသူတို့ပြောချင်တာကတော့အာသူတို့ main တော့ပဲဘလို့ပဲအာပြည်သူတွေကိုနစ်စစ်နစ်စစ်ပေါ့နော်အာစစ်တပ်ဖူးရဲဆိုလို့ရှိရင်တော့ဂါဘာပြောပေးမှာပေါ့နော်ပြောပေးနိုင်တယ်ဘာမှမလုပ်ပဲနဲ့ကျွန်တော်တို့ပြည်သူတွေကိုဒုက္ခပေးရဆိုလို့ရှိရင်တော့ဂါဘာလည်းမပြောပေးနိုင်ဘူးဆိုတော့ဒီဟာကတော့အာဒီဆိုတီခေါင်းဆောင်ပေါ့နော်အာဒီသူစခေါင်းဆောင်ဖြစ်တဲ့ငပုတ်ကပြောတာဖြစ်ပါတယ်အမှန်ဆိုလို့ရှိရင်တော့စစ်အာစစ်တခါတက်ဖူးရဲဆိုလို့ရှိရင် main တော့ပဲ main တော့ဘလို့ပဲအာအပြစ်ကျူးမှုကျူးလွန်ကျူးလွန်ကျွန်တော်တို့ကဂါဘာပြောပေးနိုင်ပါတယ်ဘာညာပေါ့နော်ဒီဟာက ရှိပါတယ်เนาะဒါကတခုပေါ့เนาะဥစဉ်စီကို အကူညီတောင်းတာကတော့ရှိတယ်ဗျာเนาะဘာလဲဆိုတော့ဆရာတော်ဖေအားတဲ့တပည့်တော်သားလေးဒီအသက်35နှစ်မပြည့်သေးပဲနဲ့မန္တလေးတနေရာမှာပြည်ဦးလွင်ရက်ွက်ကြေးဝါတခုတို့စစ်မှုထမ်းရန်အတွက်ရောင်းစားခံရရေးကူညီပေးပါရန်ယူဒေသာလျှောက်ထားပါတယ်ဖေအားတဲ့ကလေးအမိမှာမောင်ဟန်ဝင့်ကိုဖြစ်၍ ပေးထားတော့အမိမှာမောင်ပေါ့စာဖြစ်ပါသည်တဲ့ကလေးရဲ့မွေးဖွားတက်ကတဲ့မှာ24ရက်5လ2020ဖြစ်ပါသည်တဲ့ကလေးရဲ့အိမ်တော်ဇရာမှာ အရင်မွေးလာမှာကြောင်းသားကအားလုံးမှာလည်း24ရက်5လ2020သာဖြစ်ပါသည်တဲ့ဟုတ်ဟုတ်ချမ်းမြတာစီမြို့နယ်အမှန်9ယုံကာကြီးနေရက်ွက်အိမ်မက်90 93ကပါဖရားတဲ့တပည့်တော်တို့ရက်ွက်ယုံကရောင်းစားတဲ့ရောင်းစားတာတော့မဟုတ်ပါဘူးဖရားတဲ့ မန္တလေးရက်ွက်တခုခုကနေရောင်းစားတယ်ကိုသိရပါတယ်တဲ့အဆက်အတွဲဒါဆိုရင်တော့လမ်းသွားလမ်းလာသွားနေတဲ့ကလေးငယ်တွေကိုစစ်တပ်ကဖမ်းဖမ်းဆီးမှုတွေလုပ်ဆောင်လေးဆိုတာကိုကျွန်တော်မြင်တာလားဗောနော်ရရလာဦးစင်းမေးတဲ့အခါမှာအရင်ကရဒီမှာပြည်ဦးလွင်ရက်ွက်ကြေးဝါတခုမှစစ်မှုထိုင်းရန်ဝယ်ယူရတွင် မန္တလေးမှာမိဒူးအမိမိဒူးအမိရောင်းညနာမှာလဲတတူးတတူးနဲ့အရက်ပူပူမှာလာရောက်ပို့ဆောင်တယ်ဟုသိရပါသည်တဲ့อืม အခုဒီနေ့ဖုန်းဆက်တော့မရတော့ပါဘူးခင်ဗျာတဲ့ကလေးပျောက်ဆုံးဒီမှာတစ်တော့မှာတင်ထားပါတယ်ခင်ဗျာတဲ့อืมတပည့်တော်တို့ကဈေးရောင်း၍အတက်မွေးရာဖြစ်၍အဆက်အတွေ့လုံးဝလုံးဝမရှိကူညီပေးပါခင်ဗျာတဲ့ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတင်ကတပည့်တော်တို့အတွက်အကြံဉာဏ်နဲ့ကူညီပေးပါအောင်တဲ့အိုက်ပြူးလွင်မှာဂျီစုစစ်ကိုရောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ကို112 9530နောက်တစ်လုံးက 0450530ခွင်တုံညာလေးဖုန်းနှလုံးကပြည်ဦးလွင်ကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဖရားတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘလို့အဆက်အသွယ်မှမရပါဘုရားတဲ့မန္တလေးရောက်စားသူဘက်မှဘလို့မှလည်းဆက်အသွယ်မရဘူးဘုရားတဲ့อืมဆရာတော်ဒါဥစဉ်စီအကူကြီးတောင်းတာပေါ့နော်လက်ခံသူဘက်မှအတန်ဖိုင်လေးတော့ရှိပါတယ်ဘုရားတဲ့မပို့တတ်ဖြစ်နေတယ်တဲ့ပြီးခဲ့တဲ့နေ့လောက်ကပြည်ဦးလွင်မှာရှိနေတဲ့ဖုန်းဆက်အသွယ်မရပါဘုရားတဲ့အခုဒါတပည့်တော်တို့လည်းဒုက္ခများနေအကူကြီးပေးပါဘုရားတဲ့ အမိပေါက်စားတဲ့အဖေနာမီမှာဥထက်နောင်နဲ့ပြည်ဦးလွင်ရက်ွက်ကျေးရွာတစ်ခုခုအတွက်စစ်မှုထမ်းလူမရ၍မန္တလေးမှာ45တိန်းနဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ခင်ဗျာတဲ့တပည့်တော်တို့ဘလို့45တိန်းပဲသေးတာနော်တိုင်တာလူတစ်ယောက်ကို45တိန်းဒီကဒီဟာကစစ်တပ်ကိုတခါနဲ့ပုံမယ်ဆိုလို့ရှိရင်တော့အဲ့မှာ အာတင်လေးတခါနဲ့တင်နေဒီလူတယောက်က55သိန်းတဲ့နော်ဆိုတော့ဒီဟာကအာဒီဟာတော်မှသူတို့နဲ့တင်းနေတဲ့လူတွေငပုတ်မြူစောတီခေါင်းဆောင်နဲ့တင်းနေတဲ့လူတွေကိုပဲလက်ပေးတာတခြားလူတွေအလူငယ်တွေလည်းအများပြတ်ပါနေအောင်မလုပ်ရမလဲဖေရတဲ့ဥစဉ်စီမှာတော့အိမ်တော်ဇရာတွေပါတယ်တော့အကုန်ပို့ထားပါတယ်နော်ကလေးက55နှစ်ပဲရှိပါသေးတယ်ဒါ55နှစ်ပဲရှိတဲ့အတွက်ကြောင့်ဥစဉ်စီကိုဒါအကူအညီတောင်းတာပေါ့နော် အဲ့တော့ပြည်ဦးလွင်မှာဖုန်းနံပါတ်တွေလည်းပေးထားတယ်ဘယ်ရောက်ခွက်ကဆိုလဲဆက်တွေ့ပြီးမှာနော်စစ်မှုထမ်းကလည်းဒါမှမဟုတ်ဆိုရင်အတက်မပြေတဲ့လုံးဝလုံးဝလက်မခံပါဘူးနော်အတက်ကျော်လူကျမ်းမာရေးချွင်းကျက်ရှင်စစ်မှုထမ်းကလက်မခံပါဘူးတချို့မှာတင်တန်းရောက်ရပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်တာတော့ဆိုတော့၁၈၁၈နှစ်ပြည့်ဖို့အတွက်ကိုတဲ့လူတွေလို့အပြုတ်တော့လက်မခံတာဖရားတဲ့ဒါမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါနော်အဲ့တော့ပြည်ဦးလွင်မှာဒီကလေး၅နှစ်နဲ့ခေါ်ထားတဲ့အုပ်ကြီးတွေမှရှိရင်ရောင်းစားရတူမှရှိရင် ဥစဉ်ရဲ့ like ကိုကြည့်ပြီးမှခင်ဗျားတို့မိဘထံကိုအများဆုံးပို့ဆောင်ပေးပါလို့ဥစဉ်အနေနဲ့မေတ္တာရက်ခံကြပါတယ်ဗျာနော်အဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်တဲ့တူရောရက်ွက်ရောအုတ်ကြီးရောအကုန်လုံးထောင်ထဲကိုကြီးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကြပါနော်တကယ်ရောပုံမလားတကယ်ရောပုံမလားဒီကောင်တွေကောဒီကောင်တွေကငါပုတ်စီကိုဘီသူစစ်မှုထမ်းထေးကအသက်ပြည့်သေးတဲ့လူဖမ်းမိထားတဲ့လူတွေကိုတကယ်ရောပုံမလားဟမ်စဉ်းစားတာကြည့်တော့ညာကသူတို့ဖမ်းမိထားပြီးသားလူကိုဘက်ဆန်မဘေးဘေးနဲ့ဘယ်သူကပုံမလဲမပုတ်ဘူး ဒီကောင်တွေနော်တကယ်လော့စားနေကြတာနောက်တစ်ခုကတော့အာအခုရုပ်ကပွဲမှာပြန်မဲ့အာဘာဒီတွေပေါ့နော်ဘာဒီတွေကိုဂျုံမြုံမင်းစစ်တက်လော်ဘီဖြစ်တဲ့ဂျုံမြုံမင်းကိုတန်းကဘလူးတွေတဲဆိုထားလဲဆိုတာကိုကျွန်တော်နေ့ကြွကြွကြည့်ကြည့်အောင်ပါဒီထဲမှာပြောဆိုတာဒါကတော့မင်းတို့တွေတကြင်လဲပြန်ရင်လဲဘီသူထုတ်ခိုင်းမှုမရနှကြင်ပြန်လဲမရဘူးသုံးကြင်ပြန်လဲဘေတော့ခါမှရမှာမဟုတ်ဆိုပြီးတော့ပြောဆိုထားတာနားထောင်ကြည့်အောင်ပါကိုဦးဆိုင်ပေါ်တခုစိတ်ခေါ်တယ်အာကျွန်တော်နံပါတ်1ရတယ်ဟာ သူအဲ့လိုပြောတယ်အဲ့တော့သူပြောချင်တဲ့နံပါတ်1ကတော့ဒီခိုင်ပြုတ်လို့ကျွန်တော်ယူဒီခိုင်ပြုတ်ဩဘီဒီခိုင်ပြုတ်ကပဲနံပါတ်1တကယ်ဖြစ်မှာလားလုံးလုံးကျွတ်ကျွတ်တကယ်သာပြန်ရရင်ဘယ်ပါတီနဲ့ရမှာလဲကျွန်တော်တို့စောင့်ကြည့်ရမယ်အခုချိန်ကြီးကတော့ပို့ရပြရွေးကောက်ပွဲချင်းပါမယ်ဆိုတဲ့အချိန်မှာတချို့ပါတီတွေကတော့သူတို့ကတော့အာငါတို့ကလက်မလိုက်တော့ငါတို့ကငါတို့ကပြည်သူလူထောက်ခံတယ်လို့တချို့ကထင်နေကြတယ်ဒါပေမဲ့တကယ်တမ်းတကယ်တမ်းမှပြည်ပြည်တကယ်တမ်းမှပြည်ပေကြပေါ့မဲပြည်စီပေါ့စပေးရမယ်ဟာရှိတယ် တခါတလေတချို့ပါတီပေါ်လာလိမ့်မယ်တချို့ကိုယ်စားလေးပေါ်လာလိမ့်မယ်အဲ့ဒါအဲ့ဒါတွေနဲ့ပါတီထောင်နေရဆိုတော့ဗျာကျွန်တော်ပို့ရလဲပြောတာပါပါတီဥက္ကဋ္ဌလုပ်နေကြတဲ့လူတွေပါတီထောင်ကြတဲ့လူတွေပေါ့နော်တိုင်းတိုင်းကြီးပြည်နယ်ပဲပြိုင်ပြိုင်ဘိုးအဆင့်ပဲပြိုင်တိုက်စုပြိုင်ပါတစ်ချိန်ပြိုင်နေကိုမဲပြီးတဲ့လူမရှိဘူးနှစ်ချိန်ပြိုင်နေကိုမဲပြီးတဲ့လူမရှိဘူးသုံးချိန်ပြိုင်နေကိုမဲပြီးတဲ့လူမရှိဘူးဆိုရင်တော့ရှက်ဖို့တင်ပြီရှက်ဖို့တင်ပြီပါတီထောင်ဆောင်နေဇက်တာကစားဖို့တင်ရှက်ဖို့လည်းတင်ပြီဘာလို့လဲဆိုတော့ခင်ဗျားတို့ကပြည်သူလူထုရှိတဲ့မားမရမယ်ဆိုတော့ပြည်သူလူထုနဲ့အတူသွားရမယ်ပြည်သူလူထုနဲ့အတူတော့ သေပြည်သူလူထုနဲ့အတူတည်ခိုင်းမယ်ခမရတော့နေရာထိုင်ဖို့ပြည်သူခမရတော့ယူကြမှာဘယ်ပြည်သူလူထုမှထိုင်ဖို့တက်မယူဘူးခမရပါတီတွေကပဲတက်ယူကြတာအဲ့တော့ပြည်သူလူထုနဲ့ရှယ်ဘာမှမဥဆောင်ပဲပြည်သူလူထုကိုဥဆောင်တဲ့ရိုးကနေနေရမှာအခုကဘာလဲပြည်သူလူထုနဲ့အတူသွားမယ်ကျွန်တော်ပြည်သူလူထုနဲ့အတူပဲဟောခံစားရည်ဆိုတော့အဲ့ဆိုခမရစိတ်ခံခုံမှာထိုင်တဲ့ချိန်မှာပြည်သူလူထုရောဒူထိုင်ခိုင်းမှာလားအဲမဖြစ်နိုင်ဘူး။အဲတခါကျရင်ပါရီရပြည်သူလူထုကိုဦးဆောင်သွား။ကိုကိုထောက်ခံတဲ့လူစုကိုလည်းကိုဦးဆောင်ရင်လည်းကိုမထောက်ခံတဲ့လူတွေကဆွဲဆောင်စည်းရုံးနဲ့ပုံမှန်ဖြစ်ရမှာ အဲ့တော့ကိုယ်မထောက်ခံတဲ့လူတွေကိုယ်မထောက်ခံတဲ့မီဒီယာတွေကိုယ်မကြိုက်တဲ့မီဒီယာကိုယ်ဝေဖန်တဲ့မီဒီယာတွေပြန်ပြီးတော့ကလော်တုတ်တယ်ပြန်စော်တယ်ဆလော်တယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါဆိုရင်အဲ့ပါတီရဲ့ဥပဒေတွေတချို့လူတွေရဲ့ဒီရဲ့သူ့ရဲ့စိတ်နှလုံးစိတ်နှလုံးသားကိုကျွန်တော်တို့ကအထင်သာမြင်လိုက်ရတယ်ဒီလူတွေတော်တော်လေးကိုဟိုဘာလို့ဆိုတော့စိတ်ဆီရနေမှာပြေးသွားဘူးဆိုတော့ပေါ်လွင်သွားတယ်ပြည်သူလူလူကိုသူတို့ထိရတယ်ချက်ချင်းဆက်ဆက်နေထားတာသူကမဖုံဘူးလားမသိဘူးအဲ့ဒါစိတ်ဆီရနေမှာပြေးသွားဘူးဆိုတော့ဒီလိုစိတ်ဆီရနေမှာပြေးသွားတဲ့လူတွေကနိုင်ငံတော်ဝန်ထမ်းဆောင်ကြမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ပြီးဒီတာဝန်သူတို့ပေးရမှာယုံလို့ရလားပြည်သူလူတွေနေတော့မှာလားအဲဟဲအဲကျွန်တော်တို့ရွေးချယ်ဆောင်ပေးရတော့ ဆိုတော့ပြည်သူလူထုရဲ့တာဝန်ကိုထမ်းဆောင်မယ်ပြည်သူလူထုအတွက်ထမ်းဝန်ထမ်းဆောင်ဖို့ပါတီထောက်တာပါဆိုရင်ကိုယ့်ကိုကိုယ့်ပါတီကိုပေါ်ပေါ်ထင်းဒဲဝေပန်လဲပုံပုံလဲပြောရရင်တော့ကိုဟာရေးခံနေရမှာပေါ့ဟုတ်လားဟုတ်မဟုတ်ကြောင်းကိုဟာဘလို့ဟာဖြစ်ကြောင်းဝေမှန်မှုကိုကြိုးစိုးကြောင်းနဲ့ဝေမှန်မှုကနေတစ်ဆင့်ပိုကောင်းတဲ့ခွန်အောင်ဖန်တီးချင်းကြောင်းဆိုတာလေဆွဲဆောင်စည်းဥတည်းရတယ်အဲ့တော့မီဒီယာတော့ဆွဲဆောင်စည်းဥတည်းဖို့မရှိမဲ့ပြည်သူလူထုစည်းရုံးမလို့ဆိုတော့ပွက်လိုက်ပါတာပါတစ်ချိန်လဲမရနှစ်ချိန်လဲမရသုံးချိန်လဲမရဆိုရင်တော့ခင်ဗျားတို့ကိုယ့်ဟာကိုပါတီမထောင်မဲ့ဇက်တာကစားကြအဲ့ဒါဆိုရင်ပတ်ဆိုင်ရနေတယ်လို့တိုက်တွန်းချင်တယ်အဲ့တော့တချို့ ကဲဆိုတော့ညာကတော့ကျွန်မမေးကပါတီပြင်မဲ့သူတွေကိုဒဲဆုံထားတာဖြစ်ပါတယ်ဆိုတော့ညာကတော့ဒီနေ့ညနေပိုင်းမှာရရှိထားတဲ့သတင်းထုတ်တွေကိုတက်နေတယ်လို့အချင်းချုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကိုမေးရန်ကြည့်ရှုအပ်ပေးနေကြပြည်သူတွေအားလုံးကိုလည်းကိုယ်ကြံမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ